ားလုံးပဲမင်္ဂလာပါ TK144 Watch Channel လေးပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ Ronaldo ရဲ့မျက်ရည်ကျခဲ့ရတဲ့ Portugal ရဲ့ Nation League ပူဆွေးခြင်းအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ် Cristiano Ronaldo ဟာ Portugal နဲ့အတူသူ့ရဲ့တတိယမြောက် Super League ဖြစ်တဲ့ Nation League ကိုရရှိရတဲ့အချိန်မှာမျက်ရည်ကျခဲ့ပါတယ်သူတို့ရဲ့အိမ်နီးချင်းနဲ့အဆင်အလာပြိုင်ဘက် Spain ကိုပင်နယ်တီနဲ့နိုင်ယူပြီး Super League ကိုရယူခဲ့တာပါ ရိုနယ်ဒိုဟာ88မိနစ်မှာလူစားလဲခံခဲ့ရပြီမဲ့သူ့ရဲ့အခမ်းကဏ္ဍကိုကောင်းကောင်းဆွမ်းဆောင်နိုင်ခဲ့ပါတယ်။ပေါ်တူဂီအသင်းကောင်းဆောင်ဟာ68မိနစ်မှာပဲ2-2တရေကျစေမဲ့ခြေပါကိုအနီးကပ်တင်းယူခဲ့ပါတယ်။အဲ့ဒီဂိုဟာသူ့ရဲ့138ဂိုးမြောက်နိုင်ငံတကာတင်းကိုဖြစ်ပြီးသူ့ရဲ့ကိုယ်ပိုင်စံချိန်ကိုထပ်မံတိုးချဲ့နိုင်ခဲ့ပါတယ်။ဒီ Nation League ပြိုင်ပွဲကိုယ်ပွဲမှာသူ့ရဲ့8ဂိုးမြောက်ဖြစ်ပြီးစီရင်တိုက်စစ်မှု Victor Yorkres ရဲ့နောက်ဒုတိယနေရာမှာရှိပါလိမ့်မယ်။ စော်ဒီလီအမ်အန်စာအသင်းမှာနှစ်နှစ်ခွဲကြာကစားခဲ့တဲ့အသက်40ယူကစားသမားတဦးအတွက်ဒါဟာအန်အောစရာပါရော်နယ်ဒိုကပေါ်တူဂီအတွက်အနိုင်ရတာအမြဲထူးကြပါတယ်ကျွန်တော်ကလပ်တင်းနေနဲ့ဖလားတွေအများကြီးရခဲ့ပြီမဲ့ပေါ်တူဂီအတွက်အနိုင်ရတာတော့ကောင်းတဲ့အရာမရှိပါဘူးညက်ရီကြားတယ်တာဝန်ကျေပြီးပျော်ရွှင်မှုတွေအများကြီးရတယ်လို့ပြောခဲ့ပါတယ်ရော်နယ်ဒိုဟာဒီကနေ့တွင်းယူခဲ့တဲ့ဂိုးလေးကြောင့်သူ့ရဲ့ကစားသမားဘဝဂိုးဟာ938ဂိုးအထိရှိလာခဲ့ပြီဖြစ်ပါတယ် INDV ကအင်္ဂလန်ကွင်းလက်လူဟာအန်ဒရိုတောင်ဆန်ကဒါကရော်နယ်ဒိုဘာကြောင့်ပေါလုံခွဲနဲ့မှာရှိနေသေးလဲဆိုတာပါပဲ။သူက area ထဲမှာတားကောင်ရှာနေတဲ့မှုဆိုးတူလို့ပါပဲ။ပေါလုံပဲသွားမယ်ဆိုတာ तू သိတယ်။သူ့စီလာတဲ့အခါ तू ဘယ်လိုလုပ်အောင်လဲဆိုတော့ तू ကောင်းကောင်းသိတယ်။သူ့ကိုအချင်းချင်းတားစီဖျက်ထုတ်ခဲ့ကြပြီမဲ့ဒီညမှာ तू ဘယ်သူမှတားစီနိုင်ခဲ့ပါဘူး။ semi final မှာလည်း तू ကောင်းကောင်းကြီးခြေစပ်ပြတ်သားနိုင်ခဲ့ပါတယ်။အမြင့်ဆုံးအဆင့်မှာတော့ तू ကပြောင်းလဲမှုတစ်ခုကိုဖြုတ်လို့နိုင်သေးတယ်ဆိုတာ तू တက်တည်ပြခဲ့ပါတယ်လို့ပြောခဲ့ပါတယ်။ INDV ကဝေဖန်သုံးသပ်သူကေရန်ကာနီကရော်နယ်ဒိုရဲ့မျက်လုံးတွေကလင်းလက်လာတယ်ဘောလုံးလောကမှာ30ပြည့်တာနဲ့လူတိုင်းက OB ဆိုပြီးခေါ်ကြတယ်ဂီလူက40ပြည့်ပြီဒါပေမဲ့သူကကျွန်တော်တို့အမြင်နဲ့စိန်ခေါ်နေတယ်ဆိုပြီးပြောသွားခဲ့ပါတယ်နောက်ပြီးရော်နယ်ဒိုကဒီကနေ့ခြေစမ်းမပြနိုင်လို့ဝေဖန်ကန်နီရတဲ့ရာမဲကိုလေရှာမဲကတခင့်မှာတယောက်ပေါ်ထွက်လာတဲ့ကစားသမားမို့အတင်းလိုက်စုဖလာတွေတူးချင်းစုတစိတ်အများကြီးရရှိနေမဲ့သူပါသူ့ရဲ့ကစားသမားဘဝတက်တန်းကလည်းကြာရှည်ပါလိမ့်မယ်နေရှင်လိဖလာတွေလည်းစုခိုးမှာပါ ူကခုမှ18နှစ်ပဲရှိပါသေးတယ်။ဂျေစုပြူကြီးသူ့ကိုမဝေဖန်ကြပါနဲ့哦။သူ့ဖာသာသူတယောက်တည်းနေခွင့်ပြုဖို့ကျွန်တော်ခင်ဗျားတို့တောင်းဆိုပါတယ်။သူ့စိတ်တည်ငြိမ်ဖို့လိုအပ်နေတဲ့အချိန်မျိုးပါဆိုပြီးပြိုင်ဘက်ကစားသမားလေးပေါ့ကာကွယ်ပေးလိုက်ပါတယ်။ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေရော်နယ်ဒိုကတော့သူ့အလုပ်ကိုသူဆက်လုပ်နေသေးပါပဲ။လူငယ်တွေကိုဂုတ်တယောက်ဆိုတာဗာလဲဆိုပြီးပြတ်တက်နေတော့မှာပဲ။လိုပဲဖြစ်ဖြစ်နောက်နှစ်ကမ္ဘာကလာမှာရော်နယ်ဒိုကိုမြင်တွေ့ချင်ပါသေးတယ်။မြင်တွေ့ရလိမ့်မယ်လို့လည်းထင်ပါတယ်။ဆုံးတီးကြည့်ရှုပေးကြရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ channel လေးကိုလည်း like subscribe လေးလုပ်ခဲ့ပြီးပြောကြားခြင်းပါတယ်